မင်္ဂလာပါခင်ဗျာဆရာကြီးကျွယ်ဦးတော်ရေးသားတော်ဝင်ကန်သားလို့အမည်ရတဲ့လုံချင်းဝတ္ထုကိုအပိုင်လေးဇတိမိုင်းအနေနဲ့ကျွန်တော်ကိုချွေတာမှာဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာဇတိမိုင်းမောင်တန်တန်ဒီမိမိယူဆောင်လာခဲ့တော့တော့နေဂူတကားကိုဖွင့်ပြီးလိုက်ရင်ဂူတွင်းတို့ခင်ဗျာကြီးကိုခေါ်လေဤခင်ဗျာကြီးလေဂူကိုမြင်သည်နှင့်တပြိုင်နက် အေဟူကိုမိမိမြင်ဘူးသည်ထင်မှတ်၍အိုးကြောက်เสียကြီးရှင်တော်ပါပြီကျမကျမမလိုက်ပြရစီတော့နဲ့ရှင်ဟုပြောရာမောင်တန်နံကအိုးဘာကြောက်เสียရှိတယ်လဲမြမရဲ့ဝင်တာဝင်ခဲ့ပါတယောက်တည်းမှမဟုတ်ပဲဟုပြော၍ခင်မကြီးလက်ကိုဆွဲပြီးလည်းရင်ဂူတွင်းသို့တွင်းပြီးနောက်တကားကိုတော့ခတ်၍တော့ကိုအိတ်တွင်းသို့ထဲလိုက်လေဤ မောင်းလိုက်တာချင်းမဲလို့ပါကလားဟောမိုးတော်ရွာလာပြီဟုပြောစဉ်ပင်လေကလေးတတုံးတုတ်တိုက်လာ၍မိုးတို့သည်အဝေးမှတချင်းချင်းချင်းပြီးလည်ရင် မိုးပေါတို့သည် တပေါင်းနှစ်ပေါင်းများကြစားပြုတ်လေ၏လာလာလာပါမြမရဲ့ဘာမှကြောက်เสียမှာရှိပါဘူးဟုပြော၍လက်ကိုကြက်သေးစွာ ဆုပ်ကင်လိုက်လေရင်အိုးလက်ကိုဘန်းတဲ့ကြောင့်တိတ်ပြီးကန်ရတာလေရှင်ဟာ မြမကြောက်သွားမှာဆိုလို့အားရှိအောင်လို့ပါဗျာ။မောင်ကြီးထဲမှာဘာမှမမြင်မမြင်ရပါကလားရှင်။စိတ်ချပါမမောင်စေရပါဘူး။နင်းရပါစေမယ်။ဟုပြောပြီးလိုက်ရင် မောင်တန်တန်နီမိမိယူလာခဲ့သောဖျောင်းတိုင်များကိုညှီထွန်းဆိုင်ထူလိုက်ရ။ဟိုအပြင်၌ကမိုးပေါက်တို့သည်တဖြည်းဖြည်းတဲ၍တဲ၍လာပြီးလိုက်ရင်လေလေပြင်းထန်လည်းရဲ့မိုးကြိုးတို့သည်လည်းအတန်ကျဲသွား ထေရှုံးမီဟေးလျက်ရှိ၏ကြောက်စရာကောင်းလိုက်တာရှင်ပြန်ဖို့တော့ဘဲနဲ့လှုပ်ပြီးပြန်ရပါမယ်ပြန်ဖို့တော့မပူပါနဲ့မြတ်မြရဲ့လွယ်လွယ်ကလေးပါကြုတ်ကြည့်ပြီးစီမံပေးပါမယ်ကဲလာလာထိုင်စမ်းပါဦးဟုပြောလျက်အပေါ်ယံမထိုင်၍ဝက်ခဲ့တော့မိမိအင်းကြီးကိုခင်း၍မြတ်မြကြီးအားထိုင်စေလေ၏ခင်မကြီးလေအင်းကြီးပေါ်တွင် ထိုင်စေပြီးနောက်ကြောက်ရွံ့သောအမူအရနှင့် အရက်လေးမျက်နာကိုကြည့်လိုက်ရဲ့။ကာပြပါတော့ရှင်။ရှင့်စိန်တွေကိုကျမကြည့်ကျင်လှပြီ။ဩဖြည်းဖြည်းပေါ်မြတ်မြရဲ့မိုးလဲရွာနေတို့ပြန်နိုင်သေးမှာမဟုတ်ပဲ။ဒါထက်ကျုပ်တခုတော့မေးစမ်းမရသေး။မြတ်မြကကျုပ်ကိုတကယ်စုံမရလားဗျာ။စုံမလို့လင်မယားဖြစ်ကြပြီမဟုတ်ဘူးလားရှင်။ဟိုတော့ကတေးသွားတယ်မြတ်မြရဲ့လင်ကြီးနဲ့ ကျုံနဲ့ဘသူ့ကိုစုံမှတ်ပါတယ်ခမညာဘယ်သူမှလဲရှင်ရှင်းကိုတာပြီးစုံမှတ်တာဗောမောင်တန်းနံကလည်းလူကျော်ကလေးမဟုတ်ဘူးလားချောတာတော့ချောပါရဲ့ဒါပေမဲ့လူကတဲပြီးထူတဲ့အားတဲ့သူတယောက်ပါပဲရှင်ကျမကလူရုပ်ဘလို့ပဲချောချောထူပြီးအပြီးဆိုမှဖြင့်လာလာမှမကြိုက်ဘူးရှင်ဒါတော့မှန်ပါပဲတယ် သို့တော်မြမြကိုတဲပြီးဂယုဆိုင်တယ်မဟုတ်လားဘလို့ပဲဂယုဆိုင်ဆိုင် လူပြင်းလူအားဆိုတာဘာမှမတိတက်လို့ဘာမှချစ်ခင်စရာမရှိပါဘူးတဲ့ရှင်အေးလေဒါလည်းမှန်ပါပြီလေနို့နေပါဦးဗျာမောင်အောင်မောင်နဲ့ကြုံနေကောဘသူတာပြီးဆုံမပါတယ်လေဘယ်နဲ့မင်းနေတာလဲရှင်ကျမနဲ့ကိုအောင်မောင်နဲ့ဘာဆိုင်လို့လဲသူကပြောတော့ ရှိခင်ကြာဘူးတယ်လို့ပြောပါကလား။အိုးအလကားပလီပြီသူများချစ်ချင်းကိုဖြတ်တာပါတဲ့ရှင်မဟုတ်ရပါဘူး။အေးလေဓာတ်သက်ပြောရအောင်မယ်။မောင်းမောင်းသေးတာဟာလေသူ့ဘာသာသူရင်းနေပြီသေးတာမဟုတ်ဘူးမြတ်မြရဲ့။ကျုပ်ကတမန်ညံစင်ပြီးနှစ်တက်လိုက်တာဗျ။တကယ်တကယ်လားရှင်ကောင်းပါလေရဲ့ရှင်လူပလီတယောက်တော့တေးတာပဲကောင်းပါတယ် မြမမတနာဘူးလား။အိုးသူများအသေးရေကို ပြက်အောင်လောက်ကြံပြီးပြောတဲ့သူတယောက်ကိုဘာတနာဖို့ရှိတယ်လဲရှင်။မှန်ပြီတယ်ဗျာမှန်ပြီတယ်။ကန်ကန်မြုပ်ထားတဲ့စိန်တွေတွားယူလာအောင်မယ်။ခဏလောက်စောင့်နေရအောင်နော်။ဘလောက်ဝေးသေးတယ်လဲရှင်။အော်ဒီနားတွေပါဗျာ။တမင်းနဲ့မှမကြစီရပါဘူး။အော်မြန်မြန်လာပါရှင်။ကျမတယောက်တည်းကြောက်တယ်ရှင်။ အေးပါကွာမကြတရားပါဘူးဟုတ်ပြော၍မောင်တန်းတန်ဒီရခင်ကမိမိထွက်ခဲ့ဘူးသောအပေါင်ငယ်မှချိုထွက်၍ထားသောပစ္စည်းတို့ကိုဖော်ယူခဲ့ပြီးနောက်အပေါင်မှတဖန်ပြန်၍ဝင်ခဲ့လေ၏၎င်းနောက်မောင်တန်းတန်လည်းအထုပ်ကို ဖြည့်ပြီး၍ရေဒနာခုနှစ်ပါးတို့ဖြင့်မိုးမှန်ချေလဲထားသောဗရတ်တန်စာဓွာဒရာမှစ၍မင်းမြောက်တန်စာတို့ကိုပြတ်တလီလျင်ခင်များကြီးလည်းဝမ်းမြောက်ရှင်လန်းသောအမူအရာဖြင့် အဝိဒဇာတို့ကိုကောက်ယူဝစ်စင်လေရာအဝိဒဇာတို့လည်းမီးရောင်ဖြင့်ပြိုးပြိုးပြက်ပြက်အယောင်ထွက်လျက်ခင်မကြီး၏ဖြူစင်နုပါသောအသားရည်တို့နှင့်အလွန်ပင်ဟတ်လှသည်ဖြစ်၍ခင်မကြီးမှာနတ်သမီးတို့မြတင့်တယ်လှပခြင်းရှိလေရကမောင်တန်းနာမတပါတခြားယောက်ျားတို့မှမူကာမဂုံစိတ်တို့ဖြင့်ရောဖိတ်လူကမန်ရှိလောက်ပေ၏မောင်တန်းနာမမူခင်မကြီး၏ ပျော်မြင့်မှုနဲ့ရှုရှင်ပွဲဖြစ်သောအစင်းကိုကြည့်လည်ရဲ့အီလောက်ရုပ်မှညာဖြင့်သောစိတ်တဘောသည်အီများလောက်လှပပြည့်ပြည့်သော ရုပ်တရံ၌ကိန်းအောင်လျက်ရှိနိုင်ပြီဤတကားဟု အောက်မိလျက်ဦးကောင်းကိုရမ်းခါ၍နေလေ၏မောင်တန်တန်လည်းခင်များကြီးအားဗရံများကျောက်တို့ကိုအားရအောင် ကြည့်ရှုရှင်းမွန်းစေပြီးနောက်ဦးဆက်ကရင်ဘဝနှင့်အာလောက်တန်ပါအောင် ပြောင်းလဲပြောဆိုနေသော အတန်ကိုဖြတ်၍ မိမိဤငယ်မူအတန်းရင်အတိုင်းမြတ်မြတ်ဟုခေါ်လိုက်ရာခင်ဗျာကြီးဒီကြောက်တံဗရံများတို့ကိုကင်တွယ်ရှင်းမွလျက်ရှိရာမှာရုတ်တရက်မော်ကြည့်၍လာလိုက်တာချင်းဘာဖြစ်လို့လဲဗျာရှင်းအတန်းကဘသူအတန်းနဲ့တူတယ်လို့လို့ဘသူအတန်းနဲ့တူလို့လဲဗျာအော်ကိုတက်နံကိုတက်နံအတန်းနဲ့တူတယ်လို့လို့ပဲ ကိုတန်းတန်သေးတုန်းကဘယ်မှာသေးတာလဲဗျ။အိုးကြောက်စရာကြီးရှင်မမေးပါနဲ့။ဘာကြောက်စရာရှိလို့လဲမြမရဲ့။ဟောတာကိုကြည့်စမ်း။ဘာလဲဆိုတာ။ဟုတ်ပြော၍မိမိအင်းကြီးအိမ်မှာသပင်းအထုံးကိုထုတ်ယူပြီးလိုက်ရင်ခင်မကြီးအနေတို့ပြစ်ချလိုက်ရ။အောင်မလေးတော့ဘယ်နဲ့လောက်တာလဲ။လှမ်းလိုက်တာရှင်။သပင်းကိုတည်တည်ချာချာကြည့်စမ်းပါမြမရဲ့။အိုး ဘဲကလူတည်စပင်များဖြတ်ယူလာတာလဲရှင်မကြည့်ခွန်းပါဘူးဟာလူတည်စပင်မဟုတ်ဘူးဗျကြောက်စပင်ပါဟိုပြောလေလေရင်ခင်များကြီးဒီမိမိစုပ်ကင်ထားသောကြောက်တံပရံများတို့ကိုလှုပ်ရှားလိုက်ပြီးနောက်မောင်တန်းနိုင်၏မျက်နှာကိုစစ်စစ်ကြည့်လျက်ရှိရာဘဲနဲ့လဲဘသူနဲ့တူတယ်လဲထွာကခင်များကြီးဒီ အနေငယ်တင်ကမကင်ရှိတော်လဲမဟုတ်နိုင်ဟုအောက်မေ့၍အိုးလူတစ်ဖက်သားကိုထိတ်လန့်အောင် မကြည်စားပါနဲ့ရှင်တွားကြပါစို့နော်ဟာမိုးတွေရွာနေတာဘယ်နဲ့လှုပ်ပြီးတွားမလဲမိုးရွာလို့ဆိုချင်းဆိုချင်းကျမကြောက်ပါတယ်တွားကြပါစို့နော်ဖြည်းဖြည်းပေါ်မင်းမရရဲ့အရင်မလိုပါနဲ့မောင်တန်းတန်တေတုံးကများများတို့ကိုယ်တိုင်လိုက်ပြီးတချို့သေးတလားအိုး ဘယ်နဲ့ဟာတွေလျှောက်ပြီးမေးနေတာပါလဲရှင်ကြောက်ပါတယ်ဆိုမှကြောက်စရာတွေကြီးမေးနေတယ်မောင်တန်းတန်းသေးတာဟာအမှန်ပဲလားဟိုမေးလေလေခင်ဗျာကြီးတွေရှေးကားတဲ့တိုးတက်မတင်ကားသေးဖြစ်၍မောင်တန်းတန်းရဲ့မျက်နှာကို စစ်စစ်ကြည့်ကာကြက်တေတေလျက်ရှိနေစဉ်မောင်တန်းတန်းဟာဝမ်းယောဂနဲ့တေချာတယ်မဟုတ်လားဒီတော့များများတို့ကအလောင်းကိုသူ့ဘရာစာလက်ကို အပ်ပြီးပြန်ပြေးကြတယ်မဟုတ်လား ဒီတော့သူ့ဘယာသာကညာကြီးမင်းကြီးဖြစ်လို့မသိညို့သေးပဲဂူတကူထဲမှာတွင်းထားပြီးမဟုတ်လားဂူရောက်အောင်မင်းများတို့လိုက်ပို့သေးတယ်မဟုတ်လားဟုတ်မေးလေလေရင်ခင်ဗျာကြီးလည်းနှုတ်ဖြင့်ပြောဆိုခြင်းကမတက်နိုင်သည်ဖြစ်၍ဦးကောင်းကိုညှိ၍ပြလိုက်ရာမောင်တက်နံလည်းဆက်နေ၍မောင်တက်နံအလောင်းကိုတွင်းထားတဲ့ဂူဟာဒီဂူနဲ့မတူဘူးလားကြည်စမ်းတူနေတယ်ဟုတ်လား ူယုံနေပဲဟုတ်မှလည်းမြမြရဲ့ဒီကူမဒီကူအစ်စ်ပေါ့ကာလာလာမယုံရင်ပြအောင်မယ်ဟုပြော၍မောင်တန်းနန်ဒီခင်မကြီး လက်ကိုကင်ဆွဲပြီးလိုက်ရင်မောင်တန်းနန်ဒီခင်မကြီးလက်ကိုကင်ဆွဲပြီးလိုက်ရင်ဂူတစ်ခုသောတောင်းတို့ခေါ်သွား၍ခေါင်းပြက်နှင့်တူသောအရာဝတ္ထုတစ်ခုကိုခင်မကြီးအားပြပြီးလိုက်ရင်ကြည်စံဒါဟဘာကြီးလဲခေါင်းပြက်ကြီးမဟုတ်ဘူးလား ခေါင်းထဲကအလောင်းကိုဘယ်ရောက်သွားတယ်လဲဟုတ်မေးလေလည်းရင်ခင်ဗျာကြီးမှာကြောက်အားလက်အားကြီးဖြစ်လည်းရဲ့မျက်လုံးများပြူးလည်းရဲ့မတုံမလုံပဲရှိနေလေဤထိုခဏ၌မိုးကြိုးသည်လည်းအထူးသဖြင့်ကြဲလောင်သောအတန်ဖြင့်ကောင်းကင်မှချင်းမိထေချုံးလည်းရဲ့မိုးပေါတို့သည်လည်းတအုံအုံတဲလည်းရှိရာလေပင်သည်လည်းတစ်ချက်တစ်ချက်၌ဂူရင်းတို့ရောက်အောင်တိုးဝှေ့သည်ဖြစ်၍မိတောက်တို့သည် ထိုမအီမှ ရဲရိုင်လျက်ရှိနေစဉ်မောင်တန်းတန်နှင့်ခင်မကြီးတို့၏အရေးသည်လည်းလှုပ်ရှားရဲရိုင်လျက်ရှိကြလေ၏ထို့နောက်မောင်တန်းတန်ကဆက်လက်၍အလောင်းဘယ်ရောက်သွားလဲသိလားအလောင်းဟာတေရွာကနေပြန်ပြီးရှင်လာခဲ့တယ်အခုဘယ်ရောက်နေတယ်လဲသိရလားငါ့ကိုတေတေချာချာကြည့်စမ်းဟုတ်ပြောပြီးလိုက်ရင် မောင်တန်းတန်ဒီမိမိ၏မျက်မှန်အနေကြီးကိုချွတ်လိုက်ပြီးနောက်ခါကိုမမတ်ရက်လျက် ခင်မကြီးရှေ့၌လက်ပိုက်ခါရက်လိုက်လေလျင်ခင်မကြီးလည်းမောင်တန်းနှံအားစိုက်ကြည့်နေရမှအိုးကဲတော်မူကြပါဟုတ်ပြောပြီးလျင်နေမျော၍တွားလေ၏မောင်တန်းနှံလည်းအတင့်ယူဆောင်လာခဲ့သောနှာဘူးကိုခင်မကြီးနှာခေါင်း၌တိတ်နေတော့ခင်မကြီးသည်တတိရလာလေ၏ချက်ချင်းပင်လူးလဲ၍ထပြီးလက်အုပ်ရှိပြီးလျင်မြတ်ချက် ရှမ်းသာပေးပါကိုတက်နှံမြောက်ကိုရှမ်းသာပေးပါနော်ဟိုတောင်းမှန်လေဤကိုတက်နှံလေမတော်မလောက်တော့အမူအရာဖြင့်ခဲမြကြီးအားလက်ပိုက်ခါကြည်လိုက်ပြီးနောက်ရှမ်းသာပေးဖို့အကွက်ရှိရင်လည်းရှမ်းသာပေးရမှာပေါ့ခဲမြကြီးရဲ့ကာကာဘယ်အချက်မှဘလို့ဆိုးတော့လဲဘယ်အချက်မှဖြင့်ကောင်းပါတည့်ရဲ့လို့တစ်ချက်တည်းငါ့ကို ဖော်ပြစမ်းမေးပါတော့လေ ခင်မကြီးတီစိတ်စိတ်သာရှိနေသဖြင့်မောင်တက်နံလည်းဆက်လက်၍ကာခိုင်းမင်းကတတိမရလို့မှရှိရင်ငါကဖော်ပေးရတာပေါ့လေငါတေပြီမှတ်တော့ငါဇာဘာနာကိစ္စကိုဝတရားရှိတဲ့အတိုင်းဆောက်ရွက်ခဲ့ပါရဲ့လားဟဲ့မဆောင်ရွက်မိပါဘူးကိုတက်နံငါအသက်ရှင်နေကရော ကောင်းကောင်းမွန်မွန်နေခဲ့ကြရဲ့လား နေမနေဘူးငါတိတ်တယ်တွားလေသူမောင်အောင်မောင်နဲ့လော်လီကြတယ်မဟုတ်လားဟုတ်ဟုတ်ပါလေရှင်ငါတည်ပြီးတဲ့နောက်ကလေးကိုဖားတဆိုးကလေးရဲ့လို့ရှေးကားတက်ပို့ပြီးဂယုစားရမယ်အစားနေငါပြစ်ထားတော့ငါတားကလေးတေးခင်းရတယ်မဟုတ်လားငါအင်မတန်ရှေးရတဲ့ခွေးကြီးကိုလေနေလေငယ်တက်ပြစ်လို့တေးချရတယ်မဟုတ်လား ။ဘာအကွက်များနင်ကောင်းတာရှိသေးတယ်လဲပြောစမ်း။ပြောစမ်းငါကိုဟုတ်မေးလေလေရင်ခင်များကြီးလည်းမြည်သူမရမပြောနိုင်ပဲဦးကောင်းကတော့ငုံကစိတ်စိတ်သာလျင်ရှိနေတဲ့ဖြင့်မောင်တန်းထံကဆက်လက်၍ဘာမှနင်မပြောနိုင်ဘူးဟုတ်တယ်မလား။ကာဒီတော့ဘလောက်ဆိုးရွားရုံမာတဲ့မိန်းမတယောက်ကို လူမြင်မှာထားလို့မတော်ပေဘူး။ကာခင်များကြီး နင်တတလုံးရုံမှာဆိုးဝါးနေခဲ့တော်လေတေခါနီးကြမှာတတိများရပါတယ်လို့ဆိုရအောင်ဖယားများရှ िख ိုးပေအောင်တော့ဟုတ်ပြောပြီလေရင်မောင်တန်းတန်းဒီအင်းကြီးအိမ်မှာဓမြောင်ကိုထုတ်၍ရှုတ်လိုက်လေရာခင်မကြီးလည်းကျမ်းပေါ်၌အလျားမောက်ခါအိုးရှက်ရှက်ချမ်းသာပေးပါကိုတန်းတန်းရဲ့ကျမကျမကိုချမ်းသာပေးပါဟုတ်လက်အုပ်ရှိလည်းရဲ့တောင်းပန်ရှာလေဤ မင်းကိုရှာနာပေးထိုက်တဲ့အချက်တခုတော့ငါ့ကိုပြောစမ်းပြောစမ်းများများမမပြထိုင်ပါဘူးကိုတက်ထိုင်ရဲ့တက်တက်ပတ်လို့ကျမကျမမိုင်းမဲခဲ့မိပါတယ်တို့တော့လေအခုလိုပုံနဲ့ကျမဘဝကူးရမယ်ဆိုရင်လေကောင်းရဘဝကိုကျမရောက်ဖို့မရှိပါဘူးရှင်ချစ်ချစ်ခိုးပါရဲ့ကျမကို ဆန္ဒပေးတော်မူပါရှင်။နောက်ခွလဲကျမကောင်းကောင်းမွန်မွန်နေထိုင်ပါတော့မယ်ရှင်။ဟိုးမင်းကိုဆန္ဒပေးရင်မင်းလူတကာလိုက်ပြီးတော့အပူတိုက်အောင်မယ်။ငါတိတ်တယ်မြမြ။မဟုတ်တာရှင်။အပူမတိုက်ပါဘူး။လူခွင်းနဲ့လဲကျမမနေတော့ပါဘူးရှင်။ဒီဘက်ကမ်းမှာပဲကျမအခွင့်ဝတ်ပြီးတီလာခြင်းဖြစ်နေတဲ့ အယိုးထုတ်ပြရစီတော့ရှင်တမခင်မကြီးရဲ့နင်းရောက်သွားရင်ဖုံးကြီးတွေတီးလာရှင်နေအကုန်ပြက်စီးကုန်မယ်ဘယ်နည်းနဲ့မှနင်းကောင်ကချမ်းသာမပေးနိုင်ဘူးဟာကဲစကေကြောမရှင်နဲ့ဖယားကိုတန်းနင်းအာယုံပြုတ်ပြီတော့အိုးဒီဒီတခါချမ်းသာပေးပါအောင်ကိုတက်နှံ့ရင်ကျမကို အခုမချစ်တော့လေဟိုအင်းဟိုအင်းရာကသာကကျမတို့လင်မယားတွေရှစ်ချစ်ခင်ခင်ကြင်ကြင်နာနာနေခဲ့ဘူးတဲ့အဖြစ်ကလေးတွေများ အောက်မေ့ပြီကျမကျမကိုချမ်းသာပေးပါလေရှင်နောက်နောက်ကိုလည်းကျမဘယ်တော့မှ မဖောက်ပြားမမိုက်မဲတော့ပါဘူးကိုတက်နံရဲ့တကယ်လို့ကိုတက်နံတက်လို့ရှိရင် တီလာရှင်အဝင်းနဲ့တနှစ်တန်သည်နှစ်နှစ်တန်သည်ဝတ်ပြီးကုသိုလ်ကောင်းမှုကလေးများစီဘူးအားထုတ်ပြီးမှကိုတက်နံတက်လို့ရှိရင်လေရဲရဲကြီးကျမအသေးခံပါမယ်ရှင်ဟုပြောလေလည်းရင်မောင်တက်နံမှာခင်မကြီးပြောသော စကားလုံးစုံးတို့ကို မကြားပဲလင်းနဲ့မယာရှစ်ဆခင်စားအခါကနေကင်ကြသည့်အဖြစ်အပျက်များကို စိတ်၌ပေါ်လာပြီးလည်းရင်မျက်စိကိုမှိတ်လည်းရဲ့ ခင်မကြီးအပေါ်ဂယုဏစိတ်တို့သည် အတန်ငယ်ပေါ်ပေါက်၍စိတ်ကိုစဉ်းစားလျက်ရှိနေရာခင်မကြီးသည်မောင်တက်နံမိတို့များပြန်၍မပြောပဲမျက်စိကိုမှိတ်လျက်ရှိသည်ကို မြင်သည်နှင့်အနည်းတို့တရွေ့၍တရွေ့၍ရွေ့သွားပြီလျင်မောင်တက်နံ၏လက်မှလှုပ်၍ကြမတက်ရှိသောဓမြောင်ကို ရုတ်တရက်လှုပ်ယူလိုက်ပြီးနောက်ထာယာမထာပြီးလျင်လင်းသေးသေးတော့ဟုတ်ကျင်းွားလျက် ဓမြောင်နှင့်ရင်ဝါကိုချိန်ရွယ်လိုက်လေ၏ထိုခဏ၌မောင်တန်းတန်လည်းတတိယပြီးလျင်ဓမြောင်နှင့်ထိုးလိုက်သောလက်ကိုလက်ကောက်ဝဲမှဖမ်းဆုပ်လျက်လက်ကိုလိမ်ညက်ကဓမြောင်ကိုလှုပ်လေ၏ခင်မကြီးလည်းမိမိအားကြက်တဲစွာစုပ်ကင်ထားသောလက်ကိုအတင်းယုံဖယ်လျာကိုယ်တွင်၌နှစ်ယောက်သားတို့သည်ထွေးလုံးရပ်ပတ်ဖြစ်ပြီးလျင်တခဏမျှကြာလျင်မောင်တန်းတန်၏လက်တွင်သို့ဓမြောင်ရောက်တော့မလို့လို့ နောက်တခဏတွင်ခင်မကြီးသည် မောင်တန်းနံ၏လက်တွင်မှလွတ်တော့မလို့လို့အကျိတ်အနေတုထက်ငါလူရက်ကချိနေကြလေ၏ထိုကဲ့သို့လူရက်လည်းရှိကြရ၌ယောက်ျားနှင့်မိန်းမဖြစ်၍အားချင်းမတူမျှကြတော့လေခင်မကြီးမှာမိမိတေမိဘေးကိုအလွန်တရာကြောက်ရွံ့လှသည်ဖြင့်တွေးယူတွေးတတ်နှင့်ဂမန်ကရန်ရုံးပယ်ညှစ်လိမ်လည်းရှိလေရကားနှစ်ယောက်သုံးယောက်အားနှင့်ပြည့်စုံပြီလျင် ပထမ၌ကျွလို့မြည်ကဲ့သို့ပင်ရှိနေလေ၏တို့ရတွင် မောင်တန်းတန်လည်းမိမသားကိုညာတာ၍ဖြစ်မိနေရမဟုတ်သည်နှင့်အစွမ်းရှိသည်များအာကုန်ထုတ်၍လက်ကိုဇီးဇီးပန်းအောင်ဖြစ်ညှစ်ညှစ်ပြီးလည်းရင်အချားလက်တစ်ဖက်နှင့်ဓမြောင်ကိုစုပ်ကင်ထားသောလက်ချောင်းတို့ကိုဖြည့်ယူရာခင်ဗျာကြီးသည်တဖြည်းဖြည်းအာကုန်ပြီးလည်းရင်ဓမြောင်သည် မောင်တန်းတန်၏လက်သို့ရောက်သွားလေ၏ထိုအခါခင်ဗျာကြီးသည် ဓမြောင်ကိုလှုပ်ခဲ၍အပေါင်းရှိရာသို့ပြေးသွားပြီးလည်းယင်တန်တိုင်တို့ဖြင့်ပြုတ်လုထားသောတကားကိုလက်ဖြင့်ကင်လှုပ်လေရာတကားသည်နှုတ်ုံများတာလျင်လှုပ်ရှားလျက်တော့မှမူမပွင့်နိုင်ပဲရှိနေလေ၏၎င်းနောက်ခင်မကြီးလည်းမောင်တန်းတန်ကိုချောင်းကွင်းပြီးနောက်ရခင်ကမောင်တန်းတန်ထွက်ပူးသွားသောအပေါင်းငယ်တို့ပြေးသွားပြန်၍၎င်းအပေါင်းမှငုံချိုး၍ထွက်မြေပြုတ်လေရာမောင်တန်းတန်ကရှီတောင်တဲ့ချောင်းကိုဆွဲကား ကင်ဆွဲထားတဲ့နေမထွက်နိုင်ပဲရှိနေလေ၏၎င်းနောက်မောင်တန်းတန်ဒီခင်မကြီးကိုအပေါင်းမှဆွဲနှုတ်ပြီးနောက်အပေါင်းကိုကြောခိုင်းလျက်ခင်မကြီးအမူအရာကိုလက်ပကြည့်နေပြန်ရာမိုးတို့သည်တဲတန်စွာရွာသွန်းလျက်မိုးချင်းတန်တို့သည်လည်းနားကွဲမတက်ဒရဆက်ရှုပ်ထင်းပြီးလျင်လျှက်စစ်ရောင်တို့သည်လည်းဂူတွင်းတို့ပင်ဝင်းကနေဝင်းကနေဝင်လာလျက်ရှိလေ၏ခင်မကြီးလည်းမောင်တန်းတန်အင်းမှထွက်ပြေးခဲ့၍ ်ဂူဝါတို့တဖန်ပြန်လာပြီလည်းရင်တကားကိုအာကုံတွန်းလျက်အပြင်တို့မျက်နာလှဲ့၍အတန်ကုံအော်ဟစ်လျာမိုးကျုံတန်တို့သည်ပြင်းထန်လာသည်ဖြစ်သောကြောင့်ခင်မကြီးအတန်မှာမပေါက်ရောက်နိုင်ပဲရှိခဲ့လေ၏ခင်မကြီးသည်တကားပေါက်ကိုအစွမ်းကုန်တွန်းနှဲ့၍ဖွင့်ပါတော့လေမရနိုင်ပဲအတန်ကြာအောင်ကြိုးစားအထုတ်ခဲ့ပြီလည်းရင်မောင်တန်းတန်ရှိရာသို့ရုတ်တရက်လှဲ့၍အတန်ကျဲစွာဖြင့်ရီမောလေ၏ထွာကမောင်တန်းတန်သည်လည်း ခင်မကြီးထူဆန်းသော အမူအရာကိုနားမလည်နိုင်သည်နှင့်ဖျောင်းနိုင်တဲ့တိုင်ကိုယူ၍ခင်မကြီးမျက်နှာကိုတေချာစွာကြည့်ရှုရာခင်မကြီးမျက်လုံးကို မြင်သည်နှင့်အကြောင်ကြီးကြောက်သည်ဖြင့်ယူတူ၍တွားသည်ကိုသိရှိရလေ၏ခင်မကြီးလည်းတကားပေါက်မှဆုတ်ခွာလာခဲ့၍ဗရံများကြောက်တို့ကိုမြင်ရသည်နှင့်ဂောဘီဟေဂောဘီဟုရေမောပြောဆိုလျက်ရှိနေစဉ် မောင်တန်းတန်းမှာမိကဲတို့ဖြစ်သွားသည်မသိပဲခင်ဗျာကြီးအမူအရာကိုငင်းငိုင်လည်းကြည့်ရှုနေစဉ်အထူးသဖြင့်ကျဲလောင်ကြောက်မခွဲကောင်းလာသောအတန်ကြီးတစ်ခုကိုကြားရသည်နှင့်တပြိုင်နက်ရဲရဲနေသောမီးလုံးတစ်ခုသည်ဂူတွင်းသို့ဝင်လာသည်ဟုထင်မှတ်ရပြီးနောက်နားကွဲလောက်အောင်မိခိန်ပြီးလည်းရင်အရန်လေးမျက်နှာကြောက်ခဲတို့သည်ဖျို့ဖျဲပြိုကျလျက်ရှိပြီးနောက်တခါတည်းအမှောင်ကျ၍တွားလေ၏နောက်တခဏ၌ မောင်တန်းတန်သည်ရန်စော့နန်းသည်ဟုအောက်မေ့ပြီးနောက်နေမျော၍တွားလေ၏တတိယတဖြင့်မျက်လုံးကိုဖွင့်၍ကြည့်လိုက်သောအခါမောင်တန်းတန်မှာရင်ဘတ်တို့တိုင်အောင်ကြောက်ခဲတို့ဖြင့်ဖုံးဖုံးနေမြုပ်လျက်ရှိသည်ကိုတွေ့ရှိလျက်ကမိမိအဖြစ်အပျက်ကိုပြန်လည်တွေ့တော်ဆင်ခြင်မိသည်တွင်ဂူကြီးသည်မိုးချိုးပြက်သည်ဖြင့်ပြိုပြက်၍သွားကြောင်းကိုတွေ့ရှိရလေ၏၎င်းနောက် မောင်တန်းတန်သည်ကြောက်ခဲများကိုလက်ဖြင့်ဖဲ့ပစ်ပြီးနောက်လွမြောက်ရှင်တို့ရောက်သောအခါဂူကြီးအရှင်တွေကိုဆင်ကျင်စင်းစားသည်တွင်ကြောက်တဲ့ဗရံများတို့နှင့်တကားခင်များကြီးအလောင်းတို့သည်ကြောက်တုံးကြောက်ခဲတို့၏အောင်း၌မင်းမြုပ်ဖုံးပြီးလျက်ရှိကြကြောင်းများကိုသာတွေ့ရှိရလေတော်၏အခန်းကိုဖုံးတော်ကြီးလေအထပ်ပါအဖြစ်ပြတို့ကိုဖွင့်ဟမိကြတော်မူပြီးလည်းရင်အဲ့ဒီတော့ မာဒုကာမဆိုရင်ဖုံးကြီးမှာတော့ဝေးဝေးကချောင်ချရတော့တာပဲတကားကြီးလူပုံလည်းမကောင်းဘူးနတ်ပြည်မှာလည်းသူတို့နဲ့မกินဘူးအထီးအမမရှိတဲ့မြမပြည်များဖြင့်နေဖို့များ ကောင်းမလားမသိပါဘူးတကားကြီးရဲ့ဟိုမိန်တော်မူလည်းရင်ကျွန်တော်မှာအထက်ပါအဖြစ်ပြတို့တွေကဖုံးတော်ကြီး၌တုတ္တမဟုတ်ဒိဋ္ဌအဖြစ်ဒီကိုတွေးမိလည်းရဲ့အံဩစွာနဲ့ဝေရှားခဲ့ပြီလည်းရင်เจ้าบ่อมาซื้อหนาแก่เลยอี အထက်ပါအကြောင်းအရာတို့မှာဖုံးတော်ကြီးတတ်တော်ထင်ရှားရှိစဉ်အခါကမြင်းများပင်အံ့ဩဖွယ်ကောင်းတော်လေထုတ်ဖို့ရေးသားခြင်းက၎င်းတူတထူအားပြောကြားခြင်းက၎င်းခွင့်ပြုတော်မမူပဲရှိခဲ့လေရာယခုမှမူဖုံးတော်ကြီးပြန်တော်တော်မူပြီးဖြစ်၍လူအများတို့ကြားသိကြ၍တတိတံဝေကရစေခြင်းကထုတ်ဖို့ရေးသားရခြင်း ဖြစ်ပေသတည်းရွှေဦးတော်ဟုတ်ကဲ့ပါခင်ဗျာ ဆရာကြီးကျွယ်ဦးတော်ရေးသားတော်ဝင်ကန်သားလို့အမည်ရတဲ့လုံချင်းဝိထုကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြရတဲ့ကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုယ်စိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ